မင်္ဂလာပါရှင်ရောင်းကဲတဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။လောင်လုံးမြို့ပေါ်မှာစစ်တပ်ကအင်အားဖြင့်တင်ပြီးရွေးကောက်ပွဲကိုမဲလာတဲ့ကြားဖြစ်သူတွေကိုနှိမ်များသည့်အိုက်ပြောချင်းချောင်းနေတော်လိုင်းတပ်တွေတင်ပိုက်ပြန်စီခဲ့တဲ့မောင်မကန်ရေစကန်ကိုလည်းပြန်ဆောင်နေတနင်္သာရီတိုင်းလောင်လုံးမြို့ပေါ်မှာဂျန်ဖတ်စစ်တပ်ကအင်အားဖြင့်တင်ပြီးရွေးကောက်ပွဲနဲ့ဆန္ဒမဲလာတဲ့ကြားရန်ပြည်သူတွေကိုနှိမ်နဲ့ထိလိုက်လက်ချင်းချောင်းနေကြောင်းဒေသပြည်သူတွေနဲ့ဒေသဆွေတွေမြေကပြောတယ် ောက်တိုဘာ20ရက်နေ့ညနေ9:00နာရီကျော်ချိန်ကစတင်ပြီးဂျပန်စစ်တပ်စစ်သည်မော်ပေါ်မှလိုက်ပါလာတဲ့အင်အားတရာကျော်ပါစစ်တပ်စစ်ကြောင်းကလောင်းလုံးမြို့နယ်ကရင်ကြီးရွာကနေလောင်းလုံးမြို့ပေါ်ကိုလာရောက်အင်အားဖြည့်တင်းနေကြောင်းတို့စစ်တပ်စစ်ကြောင်းမှာအင်အား60ကျော်ပါဝင်ပြီးလက်ရှိချိန်မှာလောင်းလုံးမြို့ပေါ်ရှိပြည်သူပိုင်နေအိမ်ကိုတွားရောက်ကရွှေကောက်ဘွဲမှာမဲလာထဲကြိုင်လိုက်လက်ချိန်ကြောင်းကြောင့်ရင်းနောက်နေအိမ်ရှိလူစင်းတွေကိုကောက်ခံသွားကြောင်းသိရတယ်။စစ်ကွေးတွေကလောင်းလုံးမြို့ပေါ်မှာရွှေကောက်ဘွဲလုံးပြည်သူတွေမဲလာထဲကြဖို့အိမ်တိုင်းရောက်လိုက်ကိုလိုက်လံချိန်ချောင်းနေတယ်။နောက်ပြီးအိမ်ရှိလူကုန်စင်းရင်းတွေလည်းကောက်သွားတယ်။ နောင်လုံးမြို့ပေါ်မှာကပြည်သူတွေကစစ်ဘေးတန်းရှောင်နေရများတယ်။ဂျန်နဲ့တွေပြည်သူတွေကလိုက်ချင်းချောင်နေရမဲလာထဲဖို့အတွက်လို့ဒေသပြည်သူတို့ကပြောတယ်။ထို့ပြားတော့ပါ26ရက်နေ့ကတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ရှင်းနေခဲ့တယ်။မောင်မကန်ရဲစခန်းကိုလည်းဂျပန်စစ်တပ်ကပြန်လည်စောက်လုံရန်အတွက်အင်အား180ခန်းနဲ့မောင်မကန်ရဲစခန်းတွေဝင်ရောက်တပ်ဆွဲထားကြောင်းသိရတယ်။ ။အချက်ဖက်စစ်တပ်ကမောင်မကန်ရဲစခန်းပြက်လက်တည်ဆောင်နိုင်စစ်သည်မော်ရီပေါ်မှာတင်ဆောင်လာတဲ့ပြည်လက်မြေကြောင်တင်ကိုရဲစခန်းတွင်ကိုပို့ဆောင်ပြီးစက္ကန်နီနာကိုလည်းကင်းမုံနေကြတာကစောက်လုံလုံကန်နေစတင်လုံဆောင်နေကြောင်းသိရတယ်။ဒီကောင်တွေကရဲစခန်းကိုပြန်ဆောက်ဖို့အတွက်အနီးနားကရွာတွေကိုစစ်ကြောင်းထိုးပြီးအခုရဲစခန်းထဲမှာအင်အား180လောက်နဲ့အထိုင်ချထားတယ်။ပီလက်မြေရဲ့ကြောက်တွေကိုလည်းမောင်မကန်ရဲစကန်နဲ့ကိုပို့ဆောင်နေရဲစကန်ကတော်လိုင်းတက်ဖွဲ့ရီမိရှုရှင်းလင်းလိုက်လို့ပြကြသွားပြီအဲ့ဒါကို ။ရွေကောက်ပွဲမီပြန်ဆောင်မဲ့ထင်တယ်။တနင်္သာရီတိုင်းလောင်လုံးမြို့နယ်ရှင်မောင်ကန်ရဲစခန်းကိုအော်တိုဝါ26ရက်နေ့မနက်ပိုင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစကန်သိန်းတိုက်ပွဲတွင်မှာဂျပန်စစ်တပ်ဘက်ကစစ်နယ်ဦးတည်ဆောင်က10ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းလက်နက်မျိုးစုံ20တလန်နဲ့ခဲနေသိမ်းရှိရှိကြောင်းသိရတယ်။ ဆက်လက်ပြီးစစ်တပ်အတူရောင်ရွေးကောက်ပွဲနဲ့ထွက်ပေါ်လာမယ့်ရလဒ်တွေကိုစံကျင်ကန့်ကွက်လို့ချင်းပြည်ကောင်စီကကြေညာရွေးကောက်ပွဲဝင်မဲ့ CIAD ကောက်ဆောင်လေးကိုပါတီကထုတ်ပဲချင်းပြည်နယ်တွင်မှာကြံဖက်စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲစီစဉ်အားလုံးနဲ့ထွက်ပေါ်လာမယ့်ရလဒ်တွေကိုလုံဝစံကျင်ကန့်ကွက်ကြောင်းချင်းပြည်ကောင်စီကအော်တိုဝါ29ရက်နေ့မှာတရင်ထုတ်ပြန်တယ်အနာဒိုင်းဂျပန်စစ်ကော်မရှင်ကအနာရှင်စနစ်နဲ့စစ်တပ်အုပ်ချုပ်ရေးအနာတီမြဲအတွက်၎င်းတို့ကိုယ်တိုင်စိတ်တိုင်းကြရေးဆွဲထားတဲ့၂၀၁၀ဖွဲ့စည်းပုံခြေကဥပဒေအပအဝင် ဥပဒေပြည့်မန္တန်ရဲ့လုတ်ပိုင်ခွင့်အာဏာတွေကိုဖောက်ပြချိုးလွန်ကရွေးကောက်ပွဲအပိုင်းတစ်ကို2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာမဖြစ်မနေပြုလုပ်နိုင်ရေးအတွက်မဲဆင်းနေစူးစောင်းခြင်းနန်းစီတရားဝင်တိုင်းအနေနဲ့ဒီမိုကရေစီရောင်စုံနိုင်ငံပါတီတွေကိုတုံးချကမဲဆင်းကြီးရွှေလုံဆောင်ခြင်းမဲပေးဆက်နဲ့ဆန္ဒမဲပေးနိုင်အတွက်ကြိုတင်ဆန္ဒလေးခြင်းမှုတွေကိုပြုလုပ်နေကြောင်းသိရတယ်ထောက်ပြင်စစ်ကော်မရှင်ကနိုင်ငံတကာနဲ့အာဆီယံနိုင်ငံတွေကိုလိမ်လည်လှည့်ပြကာရွေးကောက်ပွဲဥပဒေကိုပြင်ဆင်ပြထမ်းပြီး၎င်းတို့ရဲ့ဂျပန်တိုက်ခိုက်မှုကြောင့်စစ်ပင်းရှောင်နေရဲ့ဆုံကအပြစ်မဲ့ပြည်သူတွေတူတင်မဲပေးနိုင်ရဲ့လှုပ်ဆောင်နေရကိုသိရတယ် စစ်ကောင်စီရဲ့တရားမဝင်သောတွေ့အောင်ရွေးကောက်ပွဲကစစ်တပ်အုပ်ချုပ်ရေးနဲ့ဆရာနာရှင်စနစ်ဆက်လက်တည်တံ့ရေးကိုသာဦးတည်နေသည့်ဖြစ်ပြီးနိုင်ငံရေးပြည်ပခါကိုသာကြံ့ကြာစေမည်ဖြစ်ကြောင်းထို့ကြောင့်အင်းဒီချင်းနိုင်ငံနှင့်အာဆီယံနိုင်ငံတွေနဲ့နိုင်ငံတကာတိုင်ဝမ်နေဖြင့်ဤတွေ့အောင်ရွေးကောက်ပွဲကိုအတိမတ်ပြုရနဲ့မြည်သည့်ပံ့ပိုးမှုကမပြုလုပ်ကြရင်ချင်းပြည်ကောင်စီကလေနက်တိုက်တွန်းနှိုးဆော်တယ်ချင်းပြည်ကောင်စီနေဖြင့်ဂျပန်စစ်ကောင်ရှင်တွေ့အောင်ရွေးကောက်ပွဲစီစဉ်အားလုံးနဲ့ထွက်ပေါ်လာမယ့်ရလဒ်တွေကိုလုံအောင်ဆန့်ကျင်ကပ်ကွက်ကြထုတ်ပြန်နေ။ချင်းပြည်တွင်ရှင်နန်းစီရီယာဝန်ထမ်းများနေဖြင့်ရွေးကောက်ပွဲမှာပါဝင်ခြင်းက စစ်တပ်အောက်ဆော့ရဲကိုတက်ဆိုးရှေ့စီမဲ့တောက်ကိုဘဲမှုဖြစ်ကြောင်းရကုတ်ကလေးကသိရှိနားလည်တာကြပါရန်ချင်းပြည်သူများအနေဖြင့်စစ်ကောင်ရှင်တွေ့ရရွေးကောက်ပွဲကိုစီစဉ်နေပေါ်ပူပေါင်းဆောင်ရွက်ခြင်းမပြုကြရန်အတင်းအဓမ္မဆန္ဒမဲ့ပြန်ခိုင်းစေခြင်းပေါ်မိမိရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ရေးချယ်ခွင့်ကိုကျင့်သုံးကဆန္ဒမဲ့ပြခြင်းမပြုကြရန်လေးနဲ့တိုက်တွန်းနေချင်းမျိုးသားဒီမိုကရေစီဘွဲ့ချုပ်စီအန်အလီပါတီကစစ်တပ်ရွေးကောက်ပွဲဝင်မဲ့ကောင်းဆောင်ပိုင်းလေးကိုထုတ်ပယ်လိုက်ကြောင်းချင်းမျိုးသားဒီမိုကရေစီဘွဲ့ချုပ်ပါတီကကြေညာတယ်ထုတ်ပယ်လိုက်တဲ့ဆိုပါလေးကို CNDP ပါတီနဲ့ လုံးဝမသက်ဆိုင်ကြောင်းမှာယမန်နေသတင်းထုတ်ပြန်တဲ့ CRD ပါတီကအာဏာသိမ်းစစ်တပ်လက်အောက်ကရွေးကောက်ပွဲကော်မရှင်မှာပါတီမှတ်ပုံမတင်တော့ဘဲအမျိုးသားဒန်းတူရဲ့ကိုပိုင်ပြဌာန်းခွင့်နဲ့ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးမှာပြည်သူလူထုရဲ့ဆန္ဒနဲ့ညီတဆိုင်မမတ်ရည်တည်ဆောက်နေကြောင်းထုတ်ပြန်ထားပါတယ်ဆလဘီမြောက်ရီမြို့နယ်မင်းလက်ပံရမှာတိုက်ပွဲဖြစ်ပွားနေပြီးစစ်တပ်ကလေးချောင်းနဲ့ပုံကျဲတိုက်ခိုင်းနေကရင်ပြည်နယ်မြောက်ရီမြို့နယ်မင်းလက်ပံရမှာတိုက်ပွဲဖြစ်ပွားပြီးကျပ်ဖက်စစ်တပ်ကလေးချောင်းနဲ့ ဖုံးကျတိုက်ခိုက်နေကြောင်းကင်းစည်တဲ့မြေကပြောတယ်။အော်တိုဘာလ31ရက်နေ့မိုးလဲ2နာရီခန့်မှာအကြံဖတ်စစ်တပ်ကမင်းလက်ပညာကိုလေကြောင်းနဲ့ပုံကျတိုက်ခိုက်ပြီးမိကုတ်လုံးနေထွက်လာတာကိုထိုင်းမြန်မာနေဆက်ကတွေ့မြင်နေကြောင်းသိရတယ်။ထို့ပြင်မင်းလက်ပညာတိုက်မှာလည်းတိုက်ပွဲတွေဖြစ်ပွားပြီးဂျပန်စစ်တပ်ကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးနေခြင်းဖြစ်ပါတယ်။မင်းလက်ပညာကိုဒီကနေ့မိုးလဲပိုင်းမှာလေကြောင်းနဲ့ပုံကျတိုက်ခိုက်တယ်။လင်းရင်လောက်ဆက်တက်လေဒီလောက်ဘာနဲ့ကျင်းလဲဆိုတာကိုတော့မသိဘူး။မင်းလက်ပံရတဲ့ကနေမိကုတ်လုံးနေထွက်လာတာကိုထိုင်းဘက်ကျန်ကနေမြင်နေရပါတယ်။တိုက်ပွဲကလည်းမင်းလက်ပံရထိတ်မှဖြစ်နေပါတယ်။ အလားတူအတိုဘာလ20ရက်နေ့ကလည်းဂျမ်ဖတ်စစ်တပ်ကမြောက်ရီမြို့နယ်မင်းလက်ပံရံကိုလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်အသက်2နှစ်ရွယ်ကလေးငယ်နဲ့32နှစ်ရွယ်မိခင်ဖြစ်သူပွဲချင်းမိတိဆုံးခဲ့ပါတယ်။ဆက်လက်ပြီးညောင်မြို့နယ်ငါးတယောက်ရဲစခန်းကထွက်လာစစ်တပ်စစ်ကြောင်းတိုက်ခိုက်မှုစစ်သားရှင်ဦးတိဆုံးစစ်တပ်ကပြည်သူနေအိမ်ကို drone နဲ့ပုံကျဲမှုကြောင့်နေအိမ်15လုံးမိလောင် မန္တလေးတိုင်းညောင်မြို့နယ်၅တယောက်ရဲစခန်းကနေထွက်လာတဲ့ဂျပန်စစ်တပ်စစ်ကြောင်းတိုက်ခိုက်ရာစစ်သားရှင်အုပ်တည်ဆုံးကြောင်းညောင်မြို့နယ်ဘက်ကဖတ်တောင်းကန်ကိုစီကပြောတယ်။အော်တိုဝါ၂၀ခွဲနေမနက်၈နာရီခန့်ချိန်၅တယောက်ရဲစခန်းကနေအင်အားတရာခန့်နဲ့ဦးရင်ကျော်ဘက်ကိုထွက်လာတဲ့ဂျပန်စစ်တပ်စစ်ကြောင်းကိုကန်နပေါ့ကျာနီပဝင်ချင်းကိုရောက်ရှိလာချိန်ပြည်သူ့ကာကွယ်ပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ရာမှာစစ်တပ်စစ်ကြောင်းပြတ်သွားပြီးဖိအိုပြင်းဖြစ်ကပြန်ဆုတ်ပြေးသွားတယ်။ RPG အနာကလက်နက်ကြီးလက်နက်ငယ်နဲ့ဇာတိုက်ပြကတ်တိုက်ခိုက်ခဲ့ရစေကွင်းစင်ကြောင်ပြန်ပြီးခြေဥတေရကိုတခြားရွာတွေဘက်ကိုထွက်ပြေးသွားကြတယ်။အခုလလော့စရော၅တယောက်ရဲစခန်းထဲမှာပြန်ဆုံနေပြီးအထိနာတော့အုံရင်ရွာတွေကိုဒရုန်းနဲ့ပုံစံရနေ25လုံးပြန်ကြရလို့ညောင်မြွတ်နယ်ပကဖားတောင်ခံကိုစီကပြောတယ်။ထို့သူတိုက်ခိုက်မှုတွင်ဂျက်ဖက်စစ်သားရှိဦးသေးဆုံးပြီးဆက်ရှင်ကိုညောင်မြွတ်နယ်ပြည်သူ့ကာကွယ်ရေးစေအုပ်ကြီးကိုတင်ပို့ထားကြောင်း ရင်းနောက်စစ်တပ်က drone နဲ့မီးလောင်ပုံးတွေကိုအုံရွာတဲ့ကိုကျဲချတိုက်ခိုက်ရာပြည်သူ့နေ25လုံးမီးလောင်ပြကြခဲ့ပါတယ်။ဆိုပါစစ်စင်ကိုညောင်ခိုင်ဘက်ကပပကံပြည်ပြည်လို့တမတက်ခွဲမှုရဲဘော်မင်းခန့်နဲ့ညောင်ခိုင်ထူတိုက်ခိုက်တပ်ဖွဲ့ကောင်းဆောင်ရဲဘော်ရရန်တို့ကဦးဆောင်က၅တရားမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ Popa Production Kyla 4 Grada Secret 4တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတက်ကိုပြညောင်းခိုင်မတ်တေတိုင်ညောင်းခိုင်မှန်ငါတိုင်နဲ့ညောင်းခိုင်ပကဖာတို့ကလာရောက်ကူညီပေးခဲ့ကြောင်းသိရှိရပါရရှင်။နားဆင်အားပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါရရှင်။